မီးတောင်ပေါ်ကရေခဲတွေနဲ့စမ်းချေလုံးနဲ့ရေခဲမျောစဉ်ရေခဲနဲ့မီးလျံတို့ကမစုံတွေ့နိုင်ကြဘူးထင်ရင်တော့အန်တတီကတိုက်ကအရီပစ်တောင်တောင်ကြီးကိုကြည့်လိုက်ပါအရီတောင်ကြီးကနှင်းတွေနဲ့ဖုံးနေတဲ့တောင်ကြီးဖြစ်ပေါ်မဲ့မီးတောင်ကြီးပါမီးတောင်ကြီးချော်ရီတွေနဲ့သက်ဝင်လုံရှားနေတာဆယ်စုနှစ်ပေါင်းတောင်မနည်းတော့ပါဘူးကမ္ဘာအလုံရှားဆုံးမီးတောင်တွေထဲမှာတောင်ပါပါတယ် ။ဘူမိမြေအောက်အပူငွေ့တွေနဲ့ပတ်သက်ရင်ဒီမှာလေးလာစရာတွေအများကြီးပါပဲ။အဲဒီတောင်ကြီးကိုအံ့အားသင့်စရာနောက်ထပ်တစ်ခုဖြစ်သွားစေတာကတော့ဒီတောင်ကြီးမှာရှိတဲ့ရေကဲမျောစင်ကြီးဖြစ်ပါတယ်။ပေ80လောက်အထိမြင့်တဲ့ရေကဲမျောစင်ကြီးကတကယ်တော့အောက်ကနေတိုးထွက်လာနေတဲ့ရေငွေ့တွေရဲ့ခေါင်းတိုင်ကြီးလို့ဖြစ်နေပါတယ်။မိတောင်ရဲ့အပူကြောင့်ထွက်လာတဲ့ရေငွေ့တွေဟာအပေါ်အအေးကြောင့်ပြန်ခဲသွားပြီးဒီလိုရေကဲမျောစင်ကြီးဖြစ်နေရတာပါ။ဒီနေရာကအန္တတိကမှာရှိနေတော့တော်ယုံသွားဖို့လာဖို့ကတော့ခက်ခဲလို့ ွန်ပါတယ်အထောက်ပံ့ကောင်းကောင်းနဲ့အပြင်စနေတရားလုံးထားနိုင်တဲ့ပညာရှင်တွေပဲလေ့လာဖို့သွားကြတာပါအန်ဒီကလည်းတော်တော်များပါတယ်ဝင်ရိုးစွန်းဒေတာတွေဆိုတာအအေးတန်ကြောင့်ငကိုတွေကအန်ဒီရဲ့များနေတာမိအောင်ကြီးရပါဖြစ်နေလိုက်သေးတော့နှစ်ဆပို့ပြီးတော့တတိထားမဲ့သဘောပါပဲနှင်းမျော်စင်ကြီးတွေကထူးထွက်နေတဲ့ရှင်နွေးငွေတွေဆိုတာတော်တော်တော့ထူးဆန်းလွန်တဲ့မြင်ကွင်းမျိုးပဲဖြစ်ပါရဲ့ရှင်